ယူကရိန်းတုံးကြီးထိမှန်လာတဲ့ရုရှားပင်လယ်နဲ့စိတ်ကမ်းမြို့တော်နာဘရူစီးကိုရေးပေါ်ချင်းနဲ့ကြီးညာရပါတယ်။ရုရှားနိုင်ငံခရစ်နာဒါပြည်နယ်ပင်လယ်စိတ်ကမ်းဖြစ်တဲ့နာဘရူစီးမြို့တော်ကိုဒရုန်းတွေတုံးကြီးတဲ့နိုဝင်ဘာ14ရက်နေ့ကယူကရိန်းကအပြင်းထန်တိုက်ခိုက်တဲ့အတွက်အရေးပေါ်အခြေအနေကြီးညာထားရကြောင်းမြို့တော်ဝန်အန်ဒရီကရာရှန်ကိုကအသိပေးပြောပါတယ်။ယူကရိန်းတိုက်ခိုက်မှုကြောင့်မြို့တော်ကအခြေခံအဆော့အုံတော်များပြည်စည်းသူတို့စိတ်ကမ်းစိတ်ခံကြတာရှင်းနှံသူလုံးကနေနဲ့ အရက်ပတ်ရင်းနေတဲ့သင်္ဘောတစ်စီးဖြတ်စည်းတယ်လို့ပြောတော့ငါပြောပါတယ်ရုရှားကောင်ဝေးဦးကြီးဌာနကတော့နိုဝင်ဘာ14ရက်နေ့ကယူကရိန်းဒရုန်း66စီးပစ်ချနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ပေမဲ့နာပိုစီးစစ်ကဲမျိုးတော့တိုက်ခိုက်ခံရတာကိုဖော်ပြမထားဘူးလို့ဆိုပါတယ်ဒီနာပိုစီးစစ်ကဲမျိုးတော့တိုက်ခိုက်ခံရမှုဟာရုရှားအတွက်တော့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ယူကရိန်းတပ်တွေဟာရှေ့တန်းကနေစုခွန်နေရတာပဲဖြစ်တယ်ဆိုပြီးတော့ရုရှားဘက်ကတော့ပြောပါတယ် တလောဆက်မှာယူကရိန်းကလည်းဒရုန်းတွေနဲ့တိုက်ခိုက်သလိုရုရှားကလည်းဒရုန်းကြီးနဲ့ဒရုန်းမျိုးစုံအစင်းပေါင်း၄၀၀ကျော်နဲ့ပြန်လည်တိုက်ခိုက်ကြောင်းယူကရိန်းကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ23ရက်ပိုင်းကနေ14ရက်နေ့လပိုင်းဒုံးကြီးနဲ့ဒရုန်းမျိုးစုံပေါင်း449စီးနဲ့ရုရှားကပြင်းထန်တိုက်ခတ်ကြောင်းယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ပါလေ။အီရန်နဲ့ရုရှားလိုဒရုန်းမျိုးစုံနဲ့အစင်း340နဲ့တိုက်ခတ်ခဲ့ပြီး450စီးပစ်ချနိုင်ခဲ့တယ်ဆိုပါလေ။ဒုံးကြီးမျိုးစုံ19စီးနဲ့တိုက်ခတ်ပြီး14စီးပစ်ချနိုင်ခဲ့တယ်ဆိုပါလေ။ ကီမီရိုနဲ့ဆူမီဒီတောက်ကိုဒီကပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးပြစ်မှတ်နိုင်ခဲ့တဲ့ဒရုန်းနဲ့ဒုံးကြီးတွေဟာထက်မဲ့လူနေတိုက်ခိုက်တွေကိုထိမှန်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ရုရှားတိုက်ခိုက်မှုကြောင့်ကီမီရိုနဲ့ဆူမီဒီတောက်ထက်မဲ့လူနေတိုက်ခိုက်တွေထိမှန်ပျက်စီးသလိုကီပ်ကအဇာဘညာတယုံနဲ့ဒုံးကြီးထိမှန်မှုတွေရှိခဲ့တယ်ဆိုပါတယ်လောလောဆယ်သတင်းတွေအရကီမီရိုမှာကိုဝန်ဆောင်တဲ့ကလင်းငယ်တွေပါဝင်ရတားများပြားတန်ရပြီးတော့လူလေးဦးထိခိုက်ကြံရတယ်လို့ဆိုပါတယ် အပြန်အလှန်တိုက်ပွဲတွေကအဓိကဖြစ်နေပြီးမိမိတို့အနေနဲ့တိုက်ပွဲတွေဖြစ်နေတဲ့နောက်မှာယူကရိန်းရှိတဲ့စစ်မြေပြင်ဒေသမှာရှိတဲ့ကလေးငယ်တွေကိုတော့ပညာသင်ခွင့်ရအောင်စီစဉ်ပေးထားတယ်လို့ယူကရိန်းသမ္မတဆီလန်စကီက ပြောပါတယ်။ရုရှားလေရောက်တဲ့ခံမှုတွေဒေါ်ဒက်ခံမှုနဲ့နေစဉ်ရင်ဆိုင်နေရတဲ့ဇာပိုရီရှားဒေသမှာဘေကင်းလုံးကျုံရေးတဲ့မြေအောက်စာသင်ကျောင်းတွေတိဆောက်ဖွင့်လှစ်ပေးထားပြီးဒေသခံကျောင်းသူကျောင်းသားတွေအလက်ကျပညာသင်ကြားခွင့်ရအောင်စီစဉ်ထားတယ်လို့ဆီလန်စကီကဆိုပါတယ်။ ကျောင်းသားကျောင်းသူပေါင်း900အထိလုံခြုံစိတ်ချစွာပညာသင်တန်းအောင်စောင့်ထားတဲ့ကျောင်းဆောင်ကမှအလိုက်ကျစနစ်နဲ့နှစ်ဆိုင်ခွဲပြီးကျောင်းသားကျောင်းသူပေါင်းတထောင်အထိပညာသင်တန်းအောင်စီစဉ်ထားပါတယ်။လောလောဆယ်ဒေသတွင်းကျောင်းသားကျောင်းသူပေါင်း3000ဒီပါတီပညာသင်ကြားနိုင်အောင်စောင့်လုပ်ထားတယ်ဆိုပါတယ်။အဲ့ဒီဘေကင်းလုံးကျောင်းစစ်ချားတဲ့ကျောင်းတွေမှာအခြေခံပညာရှင်ကျောင်းသားကျောင်းသူတွေအတွက်စီကံနေစားသောက်ဆိုင်တွေအကစားခံမတွေနဲ့ အပန်းဖြစ်နေရတဲ့ပါထည့်သွင်းတိဆောက်ထားတယ်လို့ယူကရိန်းပညာရေးဝန်ကြီးဌာနကဆိုပါတယ်ဒီလိုမျိုးတိုက်ပွဲဖြစ်နေခြင်းမှာယူကရိန်းအနေနဲ့လိုအပ်တာတွေကိုဖြည့်ဆည်းဖို့အတွက် EU က Euro တန်း6000လီပါထပ်မံပေးရကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌအော်စလာဘူရာလီယန်ကဆိုပါတယ်အခုပေးထားတဲ့ကုညိငွေတွေဟာ G7 နိုင်ငံများဖွဲ့သဘောတူညီချက်အရပေးရမယ့်ငွေတွေက EU သန်းပေါင်း၄တောင်တရာနဲ့သိမ်းဆည်းထားတဲ့ရုရှားပိုက်ဆံမှုတွေကလည်း EU သန်း1800ပါဝင်ပါတယ်လို့ Robert Commission ဥက္ကဋ္ဌကပြောသွားပါတယ်။